အဲ့တော့ကျွန်တော်ဒီနေ့မှာဘောလုံးပွဲကိုစိတ်ဝင်စားဖို့ကောင်မလေးကိုပဲစိတ်ဝင်စားပါတယ်ဆိုတော့တငယ်ချင်းတွေရှိညီကိုတို့ရေချက်ချင်းပဲမရှင်းခေါ်လိုက်ပါဒီနေ့ဒီလိုပွဲမျိုးမှမကြည့်ဘလိုပွဲမျိုးကိုကြည့်မှလဲဆိုမေးမေးပြီးတော့ မရှင်းခေါ်လိုက်ပါညီကိုတို့ရေဘာဖြစ်လို့လဲဆိုတော့တကယ်ကိုပွဲကြီးပွဲကောင်းတပွဲလေးဖြစ်တယ်အစင်နေနဲ့ဘိုင်ယန်မြူနစ်ပွဲလေးကိုလိုလိုချင်းလေးပဲသုံးသပ်ပေးချင်ပါတယ်အဲ့တော့မနေ့ကတော့ဒါကျွန်တော်ရဲ့ free channel joiner ညီကိုတွေကတော့ကျွန်တော်ဒေါမွန်ဘော်ရီလီနဲ့အစင်ပြေတယ်ပြီးတော့မာစီဘော်ရီလီနဲ့ဒါအစင်ပြေသွားခဲ့တယ်ကျွန်တော် VIP package ညီကိုတွေကတော့ဒီနေ့မှအဲ ်နှစ်ရက်သက်တိုက်လောက်ရှိပြီပေါ့နော်အဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့ဒီနေ့မှကျွန်တော်အကောင်းဆုံးပြန်လည်ပြီးတော့ကြိုးစားပေးပါမယ်အဆင်နဲ့ဒီအခုလက်ရှိပေးရတဲ့ body size ကိုကြည့်မယ်ဆိုရင် level 90 body size ကိုပေးထားခဲ့တယ်ဂူပေါင်းစီးထဲမှာကျွန်တော်ကြည့်မယ်သုံးလုံးပေါင်း90ဂူပေါင်းစီးကိုပေးခဲ့တယ်ဆိုတော့နည်းနည်းလေးတော့ကျွန်တော်တို့ပြော့နေသလားပေါ့နော်ဘာဖြစ်လို့ဆိုတော့ အာဆင်နယ်ရဲ့ဒီနောက်တောင်းပဲမိခိုပြီးတော့ဂိုးပေါင်းစရဖွင့်လင်ထားတာလားဒါမှမဟုတ်လေဘိုင်ယန်မြူနစ်လိုတိုက်စစ်ကောင်းတဲ့ဒီဘိုင်ယန်လိုအသင်းကိုအသင်းရဲ့တိုက်စစ်ကိုရှော့တွေ့ပြီးတော့ဒါဂိုးပေါင်းစီဖွင့်လာတာလားဆိုတာကိုကျွန်တော်တို့စဉ်းစားရမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဟတ်တူကဘော်ဒီဇီးလေးတစ်ချက်လောက်ကြည့်လိုက်ရအောင် ဲ့တော့ကျွန်တော်တို့ဟက်တူအဘော်ဒီစစ်နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်2024လုံးကအာဆင်နယ်အင်ဂွေးမှာတွေ့ဆုံထားတယ်အာဆင်နယ်ဒီအဲ့ဒီချိန်တုန်းကဘိုင်ယန်မြူနစ်ကို1.50ဘော်ဒီစစ်နဲ့ပေးခဲ့ပြီးတော့တူတူဆိုပြီးကြားလက်လေးနဲ့အသင်းကတော့တည်ရကြခဲ့ပြီးတော့ဘော်ဒီစစ်နဲ့ရှုံးနေခဲ့တော့ကျွန်တော်တို့မြင်ရတယ်ဘိုင်ယန်မြူနစ်အင်ဂွေးရောက်တော့ဘိုင်ယန်မြူနစ်ဒီအာဆင်နယ်ဒရယ်စစ်နဲ့ပေးခဲ့ပြီးတော့1.50ဆိုပြီးကြားလက်လေးနဲ့အနိုင်ရရှိခဲ့တယ်အဲ့တော့အဲ့ဒီတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူနစ်အိမ်ကွေးမှာတော့ကဘိုင်ယန်မြူနစ်ဒီအာဆင်နယ်တဲတဲ့ဈေးပေးခဲ့ပြီးတော့အခုလက်ရှိဒီ2025ဒီနှစ်မှာကျတော့အာဆင်နယ်ကဘိုင်ယန်မြူနစ်ကို level 50ဘောရီဈေးနဲ့ပေးခဲ့တာဆိုတော့ နည်းနည်းလေးတော့အာဆင်နယ်ဘော်ရီစီးတန်းဒါပြင်းလာကိုကျွန်တော်မြင်ရတယ်ထပ်ပြီးတော့ဒါကျင်းဖွင့်တဲ့ဘိုဂီနေနဲ့အာဆင်နယ်ကိုအထင်ကြီးနေပုံရတယ်အခုလက်ရှိအာဆင်နယ်သင်းရဲ့ပြိုင်ပွဲဆုံး၅ပွဲကြည့်မယ်ဆို၅ပွဲလုံးအနိုင်ရရှိအောင်ကစားထားပြီးတော့တပွဲတည်းကြောက်အောင်ကစားခဲ့တယ်အဲ့တော့အာဆင်နယ်သင်းဒီအခုလက်ရှိမှာဆိုပြိုင်ပွဲဆုံးကာရန်ဖောက်တီကောင်းနေတာကျွန်တော်မြင်ရတယ်အာဆင်နယ်သင်းဒီအင်ကွင်းမှာမြည်သည့်အသင်းမဆိုဒါကျွန်တော်တို့တွေအဲ အနိုင်ရရှိအောင်ကစားခဲ့တယ်အ ਨੇ သော1 z 2 z 4 z အဲ့လိုပေါ်တော့ဂိုးပြက်ခြေပြက်တွေအဲပြီးတော့လဲပေးကူးမရှိအောင်ကစားနိုင်ခဲ့တယ်အာဆင်နယ်အိမ်ကွေးမှာပေးကူးခွင့်ပြုခဲ့တာဆိုလို့ကျွန်တော်တို့မန်စီးတီးနဲ့ပွဲတော်ကတကူးခွင့်ပြုခဲ့တယ်ပြီးခဲ့တဲ့ပရီးမီးယားလိဒုံကဒါတော်တန်ဟော့စပါကိုတကူးခွင့်ပြုထားခဲ့တယ်အဲ့တော့အာဆင်နယ်တင်းရဲ့အိမ်ကွေးကာရန်ဖောက်ဒီအခုလက်ရှိပရီးမီးယားလိမှာဆိုရင်290ခွင့်ပြုထားတဲ့ အာဆင်နယ်ရဲ့ခံစစ်ဘလောက်ကြီးကောင်းလဲဘရာဇာရုရဲ့အဲ့တော့လက်ရှိကျတို့ဒါချန်ပီယံလိမာဆိုလဲဒါ၄ပွဲကစားထားပြီးသွားပြီရဂူးကလည်းကျွန်တော်တို့၁၂ဂိုးလောက်ရရှိပြီးတော့ ခံစစ်ကလည်းပေးကူးတွေလုံးဝမရှိအောင်ကစားနိုင်ခဲ့တယ်ဆိုတော့အာဆင်နယ်ရဲ့ခံစစ်ကအခုချိန်မှာအထုတ်ထိတ်ကိုရောက်နေတယ်အာဆင်နယ်အသင်းရဲ့ဒါကျွန်တော်တို့ဒါတိုက်စစ်တွေအလဲတန်းတွေခံစစ်တွေဂူးသမားတွေအစအကုန်လုံးဟန်ချက်ညီညီနဲ့ကစားနေတယ်အာတီတာတီဆောက်ခဲ့တဲ့အာဆင်နယ်ရဲ့ဖောင်ဒေးရှင်းကြီးကဒီချိန်မှာကျွန်တော်တို့ဒါအသက်ဝင်နေတာပဲဖြစ်ပါတယ်ဂူးဝင်ကစားတဲ့ဘိုင်ယန်မြူနစ်ရဲ့ပြိုင်ပွဲဆို၅ပွဲကိုကြည့်မယ်ဆိုရင်၄ပွဲလောက်ထိအနိုင်ရရှိခဲ့ပြီးတော့တပွဲတည်းကြီးကြားခဲ့တယ်ဆိုတော့ဘိုင်ယန်မြူနစ်ရဲ့ ပြိုင်ပွဲဆုံး Garden Fall လဲတော်တော်လေးကောင်းမွန်တာကျွန်တော်တို့တွေ့ရတယ်နောက်ပိုင်း Bayern Munich ရဲ့အဝေးဝင်းစွမ်းဆောင်ရည်ကြည့်မယ်ဆိုရင်အဝေးဝင်းပွဲတိုင်းလဲအနိုင်ရရှိအောင်ကစားခဲ့တယ်တရီပဲကြာခဲ့တယ်ဆိုတော့ Bayern Munich ရဲ့အဝေးဝင်း Garden Fall ဒီတော်တော်လေးကိုကောင်းတာမြင်ရတယ်ပြီးတော့သူ့ရဲ့ကစားခဲ့တဲ့အဝေးဝင်းတိုင်း တပွဲကိုနှစ်ကိုးလောက်ထိကိုဒါရရှိတယ်ဆိုတော့ဘိုင်ယန်မြူးနဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုဒါဂိုးသွင်းထက်မြက်တဲ့ဂိုးသွင်းဆိုင်းရီပြနိုင်တဲ့အသင်းပေါ့နော်ပြနေတဲ့အသင်းလို့ကျွန်တော်ပြောလို့ရတယ်လက်ရှိကျွန်တော်တို့ဒါချန်ပီယံလိရဲ့အမပေးတီပဲကြည့်မယ်ဆိုဘိုင်ယန်မြူးနဲ့ဒီလေးဘောကစားထားပြီးတော့14ကိုရတာတယ်သွင်းကို3ကိုခွင့်ပြုထားတယ်အာဆင်နယ်ဒီလည်းလေးဘောကစားထားပြီးတော့17ကိုရတာတယ်သွင်းကိုလုံးဝမရှိဘူးဆိုတော့ရမ်းမစနမစနမကူဒီနေ့မှာတော့9နဲ့3ကတော့ ဒီချမ်ပီယံလိရဲ့အဆင့်နှစ်နေရာကိုရမယ်အဲ့တော့ဒီနှစ်သင်းလုံးအတွက်ကပြောမယ်ဆိုတာတကဘာလုံးအတိုင်းနာရစောက်ကြည့်နေရတဲ့အသင်းနှစ်သင်းတကဘာလုံးအတိုင်းနာရဒီအာဆင်နယ်လိုဒါဘတ်ပေါင်းစုံကနေပြီးတော့ဒါအာဒီဒါတီထောင်လာခဲ့တဲ့ဖောင်ဒေးရှင်းအာဆင်အာဒီဒါတီထောင်လာခဲ့တဲ့ဖောင်ဒေးရှင်းကြီးကအခုချိန်မှာလုံးဝကောင်းမွန်နေတဲ့အချိန်အထွတ်ထိပ်ကိုရောက်နေတဲ့အချိန်နောက်တန်းပိုင်းဆိုင်ရာမှာလည်းလုံးဝကိုကျွန်တော်တို့ကပေးကူးမဲ့ကစားထားတဲ့အာဆင်နယ်လိုခံစစ်ကြောင်းကို တပွဲကိုနှစ်ကိုးလောက်တိကိုတွင်းနာနိုင်တဲ့ဒါကကျတို့ Harry Kane ဥဆောင်နေတဲ့ Bayern Munich လို့တိုက်စစ်တွေကဒီနေ့မှာဘယ်နှကိုးတိတာတွင်းနိုင်မလဲ Arsenal ရဲ့တိုက်စစ်ကရော Bayern Munich ရဲ့နောက်တန်းကိုဘယ်နှကိုးတိတွင်းနိုင်မလဲဆိုတာကိုကျွန်တော်တို့တွေဒါရင်ခုန်စွာနဲ့တူတူစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီပွဲမှာနည်းနည်းလေး pressure ရှိတာတော့ Arsenal အသင်းကတော့ပို့ပြီးတော့ pressure ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ Bayern Munich နဲ့ကစားပြီးသွားရင်သူသည် ပရီးမီးယားလိမှာချက်စီးသင်းနဲ့ကစားရမှာအာဆင်နယ်သင်းကိုချက်စီးသည်ဒါပရီးမီးယားလိမှာအမတ်အရန်မပြတ်ဖို့အတွက်အာဆင်နယ်ကိုဒါဖိအားပေးနေတဲ့အသင်းဆိုတော့အာဆင်နယ်သင်းကတော့ဘိုင်အန်မြူနစ်ထက်စာရင်တော့ဒီနေ့ညပွဲလေးမှာအဲနည်းနည်းလေးတော့ အဲတူဝင်မှုတွေရှိမယ်ဖိအားလေးတွေရှိမယ်အဲ့တော့နီပြအာတီတာနေနဲ့ဒူးအော်တိုင်းပဲကစားသွားမလားဒီဘိုင်ယန်မြူနစ်နဲ့ပွဲကိုရေကုန်ရေကန်းကစားသွားပြီးတော့ဖြစ်ကျင်တာဖြစ်ဒူးအော်တိုင်းပဲကစားသွားမလဲဆိုတာကတော့ဒါအာတီတာရဲ့ဒါကျွန်တော်တို့ဒါအတွေးအခေါ်သူ့ရဲ့အယူဆပုံပါပဲမူတည်တယ်အဲ့တော့ကျွန်တော်တို့ကြည့်ရမှာကတပွဲအာတီတာဒီတပွဲချင်းစီကိုပဲဒါအာယုံစူးစိုက်မှုအပြည့်ထည့်ပြီးတော့ကစားသွားမလားဒါမှမဟုတ်နောက်ပွဲအတွက်လူချန်ပြီးတော့ကစားသွားမလားဆိုတာကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်တယ်အဲဒီလိုပွဲမျိုးကတော့ပွင့်ပွင့်လင်းပြောရရင် ဘယ်တက်ကိုမှ brother တို့မယူနဲ့ကိုကြိုက်တဲ့သင်းကို ကိုအားပေးလို့ရတယ် level 90လောက်ရင်းနိုင်နေဆိုရင် arsenal body ကိုထည့်ပြီးတော့ brother တို့ဒီပွဲကိုကြည့်တဲ့တကယ်လို့ bayern munich အသင်းကလည်း arsenal ကိုတကိုးလောက်ထိပြန်သွင်းနိုင်ပါတယ်ဆိုတော့အတွေးအမြင်တွေရှိတယ်ဆိုလေညီကိုတို့ကဒါ bayern munich ကို body ဆော့လို့ရတယ်ကိုကြိုက်တာကိုကိုဆော့လို့ရတယ်ဘာဖြစ်လို့လဲဒီလိုပွဲကပိုးဝင်လင်းပြောရရင်ကျွန်တော်ခုနပြောလို့ပဲ dyne အသင်းက champion league ရဲ့ အမတ်ပေးစရာကိုဥဆောင်အောင်မယ်အသိန်းဖြစ်တယ်ပြီးတော့လေကျွန်တော်တို့ဒါဟတ်တူဟတ်မှာအာဆင်နယ်ကတော့ ဒီဘိုင်ယန်မြူနစ်ကိုအရန်အသာသီးမရဘူးဆိုပေမဲ့လည်းပီကရနစ်ကခြေသွမ်းနေဒီနစ်ကခြေသွမ်းနေနဲ့ရှင်ကြီးလိုက်အာဆင်နယ်ခြေသွမ်းသည်တဖြည်းဖြည်းတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတဲ့အာဆင်နယ်ခြေသွမ်းသည်အထုထိတ်ကိုရောက်ရှိနေရဆိုတော့အာဆင်နယ်အားပေးခြင်းနဲ့ညီကိုများအာဆင်နယ်ကိုလွတ်လပ်စွာအားပေးနိုင်တယ်ဘိုင်ယန်မြူနစ်ကိုအားပေးခြင်းနဲ့ညီကိုကလည်းဘိုင်ယန်မြူနစ်ကိုအားပေးနိုင်တယ်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ကိုဆုံးဖြတ်ရမယ်ဆိုရင်ကျွန်တော်ကတော့ဒီပွဲကို ဘိုင်ယန်မြူနစ်တောင်ပြီးခဲ့တဲ့နှစ်ကအာဆင်နယ်ကိုသူ့ရဲ့အိမ်ကွင်းမှာဒဲဒဲဘော်ရီစီပဲပြီးခဲ့တာဆိုတော့အာဆင်နယ်ကအခု level 50တိပြီးသားတယ်ဆိုတော့ကျေးဖွင့်တဲ့ဘူဂရီယာစာအာဆင်နယ်ဘက်မှာယက်တီနေပုံရတယ်အဲ့တော့ကျွန်တော်ရဲ့ယက်တီမှုလည်းရွေးချယ်ပြီးပါဆိုကျွန်တော်ကတော့အာဆင်နယ်ဘော်ရီလေးပဲကြိုက်ပါတယ်ပရီးမီးယားလိအသင်းအနေနဲ့ဒီဘိုင်ယန်မြူနစ်လိုအသင်းကိုနိုင်စေခြင်းနဲ့ဟတ်တူရဲ့တွဲဆုံမှုမှာလည်းဒါဘိုင်ယန်မြူနစ်ကပဲဒါအသာကြီးရတာဆိုတော့အာဆင်နယ်ကတော့ဒီလေချိန်ဟတ်တူရဲ့တွဲဆုံမှုမှာတော့ကြောင်းနေသွားမယ်လို့ င်ပါတယ်အဲ့အတွက်ကြောင့်မလားကျွန်တော်တို့အာဆင်နယ်ဘော်ရီလေးကိုပဲရွေးချယ်ပေးပါတယ်ဒီလိုမျိုးနေ့စဉ်ပွဲကောင်းတွေတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလားကိုရင်းပါရအဲ YouTube channel TikTok channel တွေကို Live Squad တွေလုတ်ပေးတာပါညီကိုတို့အမြင်နဲ့ရှိကွန်မန့်တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်လူလင်းလူညာပေါ်တဲ့ခေတ်ကြီးမှာညီကိုတို့ဒီငွေကြေးပိုင်းကိုတရားရံငနှုံးယုံကြည်စိတ်ကြခြင်းနဲ့ဆိုကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးပြောနေတဲ့ယူဖာမာလာရော့ဆော့ကစားနိုင်တယ်ယူဖာမာလာရော့ဆော့ကစားရုံနဲ့ညီကိုတို့ဒီ BIB ပတ်ကိတ်ပွဲများ Premium ပတ်ကိတ်ပွဲများတရားစီစာလုံး free ရရှိမှာပဲဖြစ်တဲ့ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ကျွန်တော်ဒီနေရာလေးကနေပြောချင်ပါတယ်။ခိုင်ယာညီကိုတွေမလေးယားညီကိုတွေဂျမန်ညီကိုတွေကိုရီးယားညီကိုတွေမြန်မာနိုင်ငံညီကိုတွေဒီနေရာလေးကနေစုငောင်းတောင်းမိလိုက်ပါတယ်။ညီကိုများစိတ်ချမ်းသာကိုကျမ်းမာနဲ့လုပ်ငန်းခွင်မှာလည်းအန်ရကင်းဘေးရှင်းကြပါလို့ပြောကြရင်းနေပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံမိကြပါမယ်။အားလုံးပဲကိုလတ်ပါ။